တရားရကျင်တဲ့ပုဂ္ဂိုလ်ဒီအခုဟောမဲ့အတိုင်းနည်းနည်းလေးကြိုးစားပြီးတော့ကျင့်ပေးရမယ်။အာရှင်ဘုရားတရားရကျင်လို့လာကြတာကြီးပဲပြောမှာပဲသို့တော်လည်းတကယ်တကယ်ကြတော့ဘူတက်ပြီးတော့အထုံးမှတရားဆိုတာရဘူတက်ဆိုတာသရဘူသရတရားကလည်းကောင်းရမယ် ရိုးရိုးတရားနဲ့မရနိုင်ဘူးတရားဝိရိယဘုရဲ့သူများလိုဝိရိယမျိုးနဲ့မရနိုင်ဘူးသူများနဲ့သာမဝိရိယကရနိုင်တယ်တတဘုဝိရိယဘုတတိဘုတတိယလည်းပဲခြေစီလက်စီမှတ်နိုင်မှရမယ်သမာရိဘုရဲ့တည်ကြည်မှုကလည်းပဲ တမထအားလည်းသူများနဲ့သာမှရနိုင်မယ်။ပညာဘူးအသိဉာဏ်လေးရလည်းန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 ည်းစဉ်းစားတတ်မှဝေဖန်တတ်မှရနိုင်နေတဲ့ဒါမင်းဘူ၅ပါးတတ်မှရမယ်နော်ဒုရကဓမ္မကြောင့်ဘူဆိုတာတခြားမဟုတ်အာကောင်းကောင်းမောင်းတန်တန်နဲ့ဒီလိုဘူတွေတတ်ပြီးတော့ကြိုးစားမှရတယ်တဲ့ဒါကြောင့်မလို့ဘူ၅ပါးလဲဟောရတယ်ဘုရားက ြောစီပြောညံ့လုံနေကြမှာဆိုလို့ဘေရမေဒုဒ္ဓဂာဓမာရီဘုန်းကြီးအရင်အလုပ်ပေးတရားမဟောမီပေါ့တရားရကျင်နေဆိုရင်တဏှာနဲ့လည်းရံဖြစ်ရမယ်တဏှာတဏှာဒီသိပ္ပိနိအချုပ်သမားနဲ့လည်းတူပါပေ၏တဏှာအချုပ်သမားနဲ့တူတယ်ဘာဖြစ်လို့တူတယ်လဲဆိုတော့ အင်းကြီးစာလေးတွေပေါ့လေလက်စာလေးတွေကိုလန်းစာလေးတွေရင်ပတ်စာလေးတွေကြိုးစာလေးတွေဘေးစာလေးတွေဖြတ်ပိစာပိစာကိုဖြတ်ဖြတ်ပြီးတော့လူရဲ့အကျယ်ဝန်းပေါ့အရအပုအရှိတိုင်းပြီးတော့မှသူကဖြတ်ပြီးတော့မှပြန်ဆက်ရဒါမှအင်းကြီးလုံးလေးဖြစ်လာ ါကြောင့်မလို့တဏတဏဒီသိဗ္ဗနီအချုပ်သမန်းနဲ့လေတူပါပေဤတဏပါလေအချုပ်သမန်းနဲ့တူတယ်ဆိုတာကရွှေမျိုးဆက်ပထမတံပေတဲ့တဏကတဏကအဲ့ဒီတဏကတို့တက္ကမကြီးယံဖြစ်ရဲမှရမယ်ဥမာသုဒ္ဓပါစုချင်းမျက်စိရကျင်းနေတယ် ဝန်နေရတဏကဆက်ပြီးတယ်ဗျာဒီခြေမျက်စိရတခြားလူစီမျက်စိမဟုတ်ဘူးနင့်ခြေမျက်စိနင့်ခြေမျက်စိကျင်းနေတာနင်မဖွားပြီးနင်ဘလူသက်တာမလဲနင်ပဲခံရမှာပေါ့အဲကြောင့်မလို့နင်ဖွားပြီးလိုက်ပါလားနင်ကြွပြီးလိုက်ပါလားနင်လှုပ်ပြီးလိုက်ပါလားသောခြေမျိုးဆက်ပြီးတော့သူကတရားဟောတာပဲအဲ့ဒါသူ့အလိုလိုက်ရင်တော့ဒုရဂါရမကြီး ဧကမတရားရမှာမဟုတ်တော့ဘူးတဏအလိုလိုက်နေတဲ့အကြောင်းသမှုရိယသစ္စာအကြောင်းဒုက္ခသစ္စာပဲရအဲကြောင့်တဏဟာရွှေမျိုးဆက်တဲ့နေရာမှာခြိမျက်စိနဲ့ဟိုအဝေးကြီးဝန်းနေရတဏကဆက်ပေးတယ်နင်းခြိမျက်စိနင်းခြိမျက်စိကြွားပေးလှုပ်ပေးဖွာပေးပါလားနည်းနည်းလေးဖြင့်တွန်းလိုက်ပါလားဆွဲလိုက်ပါလားဩအတွင်းနေရာကြီးဟောတာရွှေမျိုးဆက်ပေးနေတာနင်းခြိမျက်စိနင်းခြိမျက်စိတဲ့ နှစ်သားတဲ့နှစ်သမီးတဲ့နှစ်အိမ်တဲ့နှစ်ယာတဲ့နှစ်ခွေနှစ်ကျက်တဲ့အောင်မဲ့ရွှေမျိုးဆက်တာတော့ပထမတန်းပဲအဲဒီတဏ္ဍာနဲ့ရပြည့်ရဲ့မတို့တရားမတွေတရားရမေအဲဒီအခုဟောမဲ့အလုပ်ပေးတရားမှလည်းတဏ္ဍာကိုရပြည့်ရဲ့မဒီ၃ချက်အောင်မေအဲဒီ၃ချက်ဆိုတာတခြားမဟုတ်ဘူးဝိဝေက၃ပါတဲ့ဝိဝေက၃ပါဆိုတာကင်းစိတ်အောင်စိတ်၃အောင်လောရမယ်ဥစ္စာ၃ခုရှိတယ် သူချ်နဲ့သူဒိနဘကာယဝိဝေကကိုနဲ့ပတ်သက်ပြီးတော့ပြင်မှုဆင်မှုတရားထိုင်တဲ့အချိန်မှာစွန့်ထားနိုင်ရမေကာယဝိဝေကကိုစိတ်ငြိမ်သွားအောင်ကိုနဲ့ပတ်သက်ပြီးတော့တဏှာတွေမပေါ်အောင်စိတ်ငြိမ်သွားအောင်စွန့်ထားနိုင်ရမေဒိနဘကိုကြီးကို ကာယဝိဝေကနောပြီးတော့နှင်းနှပါစိတ်တာဝိဝေကစိတ်ငြိမ်အောင်လဲလောက်ရအောင်မေသုံးနှပါကြတော့ဥပရိဝိဝေကကိုလည်းငြိမ်စိတ်လည်းငြိမ်မှာဓမ္မဥပရိဝိဝေကခန္ဓာခြုံငြိမ်းတဲ့ဓာတ်ဆိုတဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါလေဒါဖြင့်တင်းနှပါကာယဝိဝေကကိုငြိမ်အောင်လုံနည်းဒါရင်ဟောရတရားရအောင်တရားရအောင် ဓမ္မိတ္တနဘကာယဝိဝေကကိုညင်အောင်လုပ်တယ်ဆိုတာစွန့်နိုင်ရမယ်တဲ့ဗျမစွန့်ကမှဆရာမရှိဝိရိယလျော့အာင်ပြော့ကလွန်စွာယူမဤငါးပါးတရားမဲ့ဖို့ဝေလိငါးပါးအာယုကမကုံနဲ့ပတ်သက်ပြီးကိုယ်ခန္ဓာချစ်မှုခင်မှုကိုစွန့်ထားနိုင်ရမယ် န္ဓာကိုယ်ကြီးစွန့်ရစွန့်ရရမယ်။ဒါကြောင့်မလို့တတ္တရသမားနဲ့အုတ်စိတာသမားတရားအထုတ်ရင်တတ္တရသမားတရားမရဘူးမလွယ်ဘူး။သူကအပေကြအောင်လည်းမလုပ်ရဘူး။လူချမ်းသာနဲ့ချမ်းသာနဲ့ပြောခြင်းနဲ့နိဗ္ဗာန်လည်းသွားရမှာပြင်းတယ်မသွားချင်ဘူး။တတ္တရသမားအယူအုတ်စိတာသမားကတော့လှုပ်ရှားကြည့်အကုသိုလ်လဲအဝေစီးကြကြလုံမယ်။နိဗ္ဗာန်ရောက်ဖို့အရေးကောင်းတဲ့ပဲလမ်းဆိုရင်လည်းဟိုနိဗ္ဗာန်ရောက်အောင်တခါတည်းလှုပ်တော်တာပဲ ဘာမှမတွေ့တာတော့အဲကြောင့်အုတ်စေတသမားတွေတဏိယပဲခက်မိုက်မိုက်ခက်ကန်းကန်းလူတွေတရားရတတ်တယ်လူဒီလိုဆိုတာပေါ့ကဲရမင်းတို့ဓမ္မတွေခန္ဓာကိုဆွံ့ရမယ်မဆွံ့ရင်တရားမရဘူးမဆွံ့ကာမကာမကုံမဆွံ့ရင်မရဘူးမဖို့ဝိမေဆရာမရှိရင်ကိုယ့်ဟာကိုယ်အားထုတ်ရင်လည်းမရနိုင်ဘူးဤဒီမှမှာဆိုလိုလမ်းဒီမှမှာဆိုလိုမရနိုင်ဘူးတဲ့ ဝိရိယလျော့ရင်လည်းမရနိုင်ဘူးဝိရိယဘူတတ်ရမင်းအာအင်းပြောကတဲ့အသက်တွေသိကြည့်ပြီးချိနဲ့လာတဲ့အာအင်းပဲရှိမယ်ဆိုလဲသူကတိုက်ပွဲမှာကိလေသာတိုက်ပွဲမှာအနိုင်မနှွေးနိုင်တော့ဘူးအရှုံးကြီးပဲပေးနေရတယ်ဒါလေးလုံးမဲ့ကြမ်းနေပါဦးလေဖြည်းဖြည်းပေါ်ကိုကမလိုက်ဘူးကိုကမခံနိုင်တော့ဘူးနဲ့ အားကြောင့်ပြလေအသက်ကြီးပြီဖေရယောဂါတွေကလည်းထူပြီဖေရလေတဲအသက်ကြီးတာခုံယူတာပဲဒီနေရာမှာအသက်ကြီးမြန်မြန်လောအောင်မှာသေကန်ဤလို့အဲ့ဒါသူကသေကန်ဤလေးလျှော့လေးဖြစ်နေတယ်ဒါတော့ဘုရားကြီးကတော့အသက်ကြီးတဲ့လူတွေမြန်မြန်လောကြသေကန်ဤပြီဟာတဲ့အဲ့တော့ဤလို့ပူလောအောင်ပဲဆိုတာသူကဤလေးလျှော့လေးဖြစ်အဲ့ဒါကြောင့်မလို့ မလားဝရိယလည်းရောအာရင်ပြောကလွန်စွာယူမှငါးနံပါတ်ကိုယ်အယူဆကို မပြောင်းလဲနိုင်ဘူးမပြင်နိုင်ဘူးဆိုတဲ့လူတစ်ယောက်ကလည်းတရားမရနိုင်တော့ဘူးအမှားကြီးယူထားတာကိုအမှန်ထင်းနေတာအဲဒါမလို့ကိုယ်အယူလည်းကိုယ်အမှန်မထင်တဲ့မှန်တာကဘယ်ကြမှာမှန်မထင်တည်းလေအာသောကုန်ခန်းတဲ့ယဟန္တာတဏှိယဖြင့်ကိလေသာတွေကုန်မှဒီလူရဲ့အယူဆအမှန်တည်း သောတပန်တော့အကုန်မှန်သေးဘူးကိရိတာရှိရင်ဘယ်မှန်မလဲဗျအယူဆကိရိတာနောက်လိုက်မှာပေါ့ဒါကိရိတာကုံတဲ့လူမှအယူမှန်တယ်အဲဒါကိုကိုကိုစဉ်းစားပါယဟန္တာဖြစ်မှာတို့အယူမှန်ပဲကြံရင်တော့ပြင်သင့်ပြင်ရမှာပဲအဲအရာကြောင့်တို့ဓမ္မတွေခန္ဓာကိုစွန့်နိုင်ရမေခန္ဓာကိုနဲ့ပတ်သက်ပြီးတော့ကဲ့ဖရာကိုလှူထားပြီးဟေတနာဤကွာနိုင်ရွေးမြေနိုင်ရွေး45မိနစ်တဆွေတိုးကျင့်တာပေါ့ဗျာ တဏှာဤတဏှာဤရတဏှာဤ55နောက်တဏှာဤကွဲ45မိနစ်တဏှာဤ45မိနစ်နောက်2နာရီဆရာတော်ကြီးတူတူကျင့်သွားတယ်လူမှာအကျင့်ဟုတ်ဗျအဲလိုတူ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 ပြီးတော့ကျင့်သွားရင်မရเสียမှရှိဘူးတဲ့နီးမှလမ်းမှဆိုရဖို့ပဲရှိတယ်ဒီလိုဆုံးဖြတ်ချက်ချပြီးတယ်ဆရာတော်ကြီးကအကြောင်းမလို့တူကျင့်ကြအခုတူရမယ့်အချိန်ရောက်နေပြီ6ရက်ဟုတ်လား9ရက်6ရက်ဆိုတာဒါအရေးကြီးနေပြီ ုံဘုံရောက်နေပြီ။ကဲဒါကြောင့်မလို့စွန့်နိုင်မှလုံပဲတဲ့အိန္ဒြေတွေကိုစွန့်နိုင်မှလုံတယ်။အိန္ဒြေဆိုတာစွန့်နိုင်မှလုံတယ်။ဒါကြောင့်မလို့နိညတရတပ်ပနိတ္တကနိညတရဘောဇတပတာနိညတိန္ဒြိယတံဝတာအိန္ဒြေလုံနေဆိုတာစွန့်နိုင်မှတပ်ပနိတ္တကစွန့်နိုင်မှဒါမြင်ဣန္ဒြေလုံအောင်ဆိုတော့ကိုယ်နဲ့ငြိမ်အောင်ဆိုတာစွန့်ရမယ်။တောင်းတောင်းချင်ကြိုက်လဲ လုံးမနေနဲ့ရှုံမနေနဲ့ဟိုကပုတ်ပွေးပုတ်ပွေးတရားဟောလဲတရားဟောလဲမပုတ်ဘူးကွာတောင်းတော့ပူလဲပူပါစေတောင်းတော့အေးလဲအေးပါစေအဲလိုတတ္တိရှိရအဲလိုတတ္တိလေးမှမရှိဘူးဆိုရင်တို့တကာမှာတရားမရနိုင်ဘူးဒါကြောင့်မလို့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစွန့်နိုင်ရင်လုံပြီဒါအဋ္ဌိဌာဏပါရမီနဲ့လိုတာပေါ့ဗျာအဋ္ဌိဌာဏဆိုတာဒိဋ္ဌိဟံတဏှာမြေတဏှာကြီးကွာ ဘယ်လိုသောအကြောင်းနဲ့ဖြစ်ဖြစ်သေခြင်းသေပစီအသက်ငါဟောဒီဥစ္စာက တော့မလှုပ်ဘူးငြိမ်ငြိမ်လေးထားပြီးသူ့သဘောတဘာဝကိုသေချာကြည့်မယ်အဲ့ဒီစိတ်မွေးရင်ကိုယ်နဲ့ပတ်သက်ပြီးတော့ငြိမ်အေးသွားတာပဲဒါဖြစ်ရင်ပြင်းစားရှိပြင်းတာပဲပြင်းစားရှိပြင်းတာပဲကုတ်စားရှိကုတ်တာပဲအဲ့ဒါကိုဆရာတော်ကြီးကဘွေဆိုးပါတဲ့နွားနဲ့တူတယ်ဘွေဆိုးပါတဲ့နွားငြိမ်ငြိမ်မနေဘူးလေဒီလိုတော့ဆုံးပါလား အဲ့ဒါနွားစိုးနဲ့တော့နိုင်နေသူတရားမှာဒါကြောင့်မလို့သိဉ္ကြီးခံပြီးတော့ခန္တီပရမန္တိတေခာဆိုတဲ့အတိုင်းဒီချိန်လေးမှာသီးခံနိုင်တာအမြတ်အမြတ်ရမှာနိဗ္ဗာန်ရမှာအဲ့ဒါခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစွန့်ပါတင်နံပါလှူလိုက်စမှာဖရာဘူးတတ္တိရှိရှိနဲ့ပေါ့တဏှာနဲ့ရံဖြင့်ရဲနိုင်ပါတယ်ခန္ဓာကိုယ်ကတဏှာခိုင်းမလုဘူးမလုဘူးနဲ့တာလို့ရံဖြင့်ရဲရပြီလားမှတ်ပြီးတော့တဏှာခိုင်းသမျှ ဟုတ်ကဲ့ကိုကိုဟုတ်ကဲ့ကိုကိုဆိုရင်တော့ရမှာမဟုတ်တော့ဘူးတနာခိုင်းတာဟုတ်ပါတယ်လှုပ်ပေးပါမယ်လှုပ်ပေးပါမယ်နဲ့လှုပ်နေမရတော့ဘူးအဲ့ဒါကြောင့်မို့လို့ဒုရဂါမရီတနာနဲ့ရံဖြည့်ရင်ခန္ဓာကိုယ်ငြိမ်သွားပြီကိုယ်နဲ့ပတ်သက်ပြီးတော့ကင်းစိတ်ဖြစ်သွားတယ်ဒါကြောင့်ကာယဝိကတိဏ္ဏပတ်အောင်မြင်ပြီပေါ့ကဲနှိမ့်နေပတ်သွား စိတ်တဝိဝေကစိတ်ငြိမ်အောင်လဲထိရအောင်မေစိတ်တည်ငြိမ်အေးနေရမယ်တောင်စိတ်မြောက်စိတ်တည်မဝင်ရဘူးတစိတ်သေးသွားရအပြည့်နဲ့မင်းနဲ့ကြိုက်နေအောင်အပြည့်တည်း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 တပြည့်ပြီးတပြည့်ကိုဒါကလည်းဆက်ကဆက်ကမြင်းနေအောင်သွားအဲ့ဒါစိတ်တဝိဝေကစိတ်ငြိမ်အောင်ထားရမယ်စိတ်ငြိမ်အောင်လုပ်ရမယ်ဒါမြင်စိတ်ငြိမ်အောင်လုပ်နည်းရနှစ်နည်းရှိတယ် စိတ်ညောင်လုံနေရနှစ်နေရတိဏ္ဏဘကသမထနဲ့ငြိမ့်ဤတဲ့နိဏ္ဏဘကတော့ဝိပဿနာနဲ့ငြိမ့်ဤနှစ်နေရှိတယ်ပြုသိချမှတ်ပါသိချမှတ်ပါအများတို့စိတ်မငြိမ့်ရင်တော့မရဘူးတသက်လုံးအထုတ်လဲရမှာမဟုတ်ဘူးဒါမြင်တိဏ္ဏဘစိတ်ငြိမ့်အောင်လုံနည်းဆိုတာကသမထနဲ့ငြိမ့်ဤဆိုတာကဝင်လေထွက်လေအာရမဏုပ္ပဆံခေါ်တာပေါ့ဗျာအာယုံတစ်ခုခုမှာကပ်ပြီးတော့ရှု တ္ထစိတ်ကိုစိတ်ကိုဝင်လေဘောကလိုက်ထွက်လေဘောကလိုက်ဝင်လေဘောကလိုက်ထွက်လေဘောကလိုက်ဒါဝင်လေဒါကထွက်လေဒါကဝင်လေဒါကထွက်လေဒါကဝင်လေဒါကထွက်လေအဲ့ဒီဝင်လေထွက်လေဆိုတဲ့အာယုံပေါ်မှာကပ်ပြီးတော့တခါတည်းမခွာဘဲနဲ့ရှုနေစိတ်ကငြိမ်သွားတာပဲအဲ့ဒါစိတ်ငြိမ်သွားတာပဲဒါကြောင့်ဝင်လေထွက်လေလေးစိတ်တဝိတုဒ္ဓိဖြစ်အောင်ရှုဆိုပြီးတော့အစနေရစပြီးဟောခဲ့တာ အရာကိုပဲအာရမဏုပါဇံလို့ခေါ်သည်အာယုံတစ်ခုခုမှကပ်ရောက်ပြီးတော့ရှုမှတ်နေခြင်းသည်စိတ်ငြိမ်နေဒါသမထငြိမ်သည်ခေါ်တယ်ဒါဥယင်လို့ရမယ်ဒါဥယင်လို့ရမယ်ကိုယ်ကဖြစ်ပြမှမြင်သေးတာဟုတ်နောက်တော့မှလက္ခဏုပါဇံနဲ့ဝိပဿနာနဲ့ငြိမ်နည်းပေါ့အဲဝင်လေလေးရကဲဝင်ပြီးရင်ပြေသွားပြန်ပြီဒါကထွက်လေလေးပြန်တင်လိုက် ထွက်လေလျာထွက်ပြီးပြဲသွားပြန်ပြီးဝင်လေပြဲ့ထွက်လေပြဲ့ဝင်လေဆုံးသွားပြီထွက်လေဆုံးသွားပြီဆုံးတယ်ဆိုတာပြက်တာပဲအဲ့ဒါလေးကိုလက္ခဏာတင်ပြီးတော့နေဒါကကိုကလှုပ်ရှူရတဲ့ကမ္မထံပေါ့ကိုကအာုံဆက်ပြီးတော့ရှူရတဲ့ကမ္မထံအဲ့ဒါကိုမူလကမ္မထံလို့ခေါ်ပါတယ်ကိုကအာုံဆက်ပြီးတော့ရှူရတဲ့ကမ္မထံကိုမူလကမ္မထံ အဲ့ဒီမူလကမ္မထာနဲ့ပဲနေတဲ့စိတ်ငြိမ်းလာတယ်ဆိုရင်တပြေးပြေးနဲ့အဲ့ဒါငြိမ်းသွားလိမ့်မယ်အာယုံနဲ့လည်းငြိမ်းပါစေလက္ခဏုပါဇာဆိုတဲ့လက္ခဏာဖြစ်ပြလက္ခဏာလေးမြင်ပြီးတော့လည်းငြိမ်းပါစေဒါပြင်လည်းကိုလိုရတဲ့ဖြစ်ပြကိုအာုံဆက်ရတဲ့ဖြစ်ပြခေါ်တာပေါ့အဲ့ဒါကိုမူလကမ္မထာအစာဆုံးလုပ်တဲ့ကမ္မထာအဲ့ဒါနဲ့နေအဲ့လိုနေရင်နေရည်နောက်တော့ဟောဒီခန္ဓာကိုယ်ကြီးကလည်းပြမယ် ်ပြကြရတော့အများကြီးပေါ့နားလည်းပြမှာပဲနှာခေါင်းကလည်းပြခြင်းပြမယ်နန်းနေမှုရအကူကလည်းပူမာတယ်ပြောတယ်ပူတယ်အေးတယ်လှုပ်တယ်မွားတယ်ရွတယ်ဒါတွေပြမှာပဲစိတ်ကလည်းပဲလစ်ကလေးလစ်ကလေးနဲ့အောင်မယ်ဟိုတိလိုက်ဒီအပူရာတိလိုက်အေးရာတိလိုက်ခန္ဓာကိုယ်ထဲမှာသိနေတသိမတူတသိနဲ့တသိမတူဘူရာတိလိုက်ဧရာတိလိုက်လှုပ်တာတိလိုက်ဟိုခြေတော်မာတိလိုက်လက်မာတိလိုက်မဲနှဖူးမာတိလိုက်အဲတော့တင်ပန်းမာတိလိုက်ဖြစ်တာလေးတွေပေါ့ အသိရလည်းမတူဘူးဒါမြင်အဲ့ဒီဒုက္ခဓမ္မတွေခန္ဓာကိုယ်ကပြရပဲခန္ဓာပြပြဘောစိတ်ကပြပြယုတ်ကပြပြဝေဒနာပြပြဘောတရားသဘောတွေကပဲပြပြဘောတရားပဲပြပြကိုယ်ခန္ဓာတွေကပြတာဒီအဲ့ဒါတော့ပြလာတာသိကြထင်တင်ရှားကြများလာတဲ့အခါကျတော့ဟော ပြဖြစ်ပြတွေ့ပြီခုနကတော့ကိုယ်ကရှုရတယ်ဖြစ်ပြဝင်လေပြသွားပြီ ထွက်လေပြသွားပြီ ကိုကအောင်ဆိုင်ရတဲ့ဖြစ်ဖြစ်အခုတော့သမာရိယလည်းကောင်းလာပြီတည်ကြည်တာသမာရိမက်ခင်သုံးပါအရန်ကောင်းလာတော့ဂိမ့်လာတော့ဟောဖြစ်ဖြစ်တည်းရဟိုနကရွရွရွမမမဖျော့ဖျော့ဖျော့ထထထဖျော့ဖျော့ချင်းချင်းချင်းမမမရွရွရွနဲ့ပြတာပဲမပြတဲ့အချိန်တော့မရှိပါဘူးကိုကမကြည့်တတ်လို့သမာရိမကောင်းလို့မတွေ့တာအခုတော့သမာရိကောင်းလာတော့တွေ့ပြီခန္ဓာကိုယ်တွေကဖြစ်ဖြစ်တည်းအဲ့ဒါပြဖြစ်ဖြစ်တွေ့မှအာကောင်းတည်းပဲ ကမရည်ရွယ်ပဲနဲ့ပေါ့ဗျာသူ့ကိုလည်းမမျှော်ပဲနဲ့လာပြီးတော့ကုညာအောင်မှဖြတ်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 ဘရဘရဘရချီ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 ထွတ်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 ဒါကြီးပေါ့ရုပ်တရားလည်းပြမယ်စိတ်တရားလည်းတစေပြီးတစေပေါ့အဲဝေဒနာလည်းချက်ချင်းကြိုက်လိုက်ချင်း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 ဆိုကြိုက်ခဲသွားပြီးတော့ချက်ချင်းပြဲသွားလိုက်စစ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 ်နောက်တော့တစေပြီးတစေပြီးနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာဝေဒနာတွေပြည့်သွားလိုက် ဒီနေ့ပြမယ်ဆိုလဲမွားတာတွေရွာတာတွေပူတာတွေချိန်တာတွေပြေးပြီးတော့အထဲကြီးပျောက်သွားကုညာအောင်မှာသဘောတွေကြီးပဲရောက်လာအဲ့ဒီဥစ္စာကြိုးစားရမယ်ဒါကြိုးစားမှရမှာကဲဒါမြင်ပရမတော်ကိုဝင်လေပြက်ထွက်လေပြက်ဝိရိယထားပြီးတော့မောင်းတင်ပြီးတော့ဂယုစားပြီးတော့မှတ်နေတဲ့အချိန်ရတွေတပြေးပြေးနဲ့သမာဓိလေးတွေအားကောင်းလာတော့ခန္ဓာကိုယ်ကပြပြီး နာမဖြစ်တဲ့ဒီနာမဖြစ်တဲ့ဟိုဘက်ကဖြစ်တဲ့ဒီဘက်ကဖြစ်တာမျိုးမျိုးပေါ့သူ့နေရာနဲ့သူပေါ့ဒွါရ6ပါးဆိုတော့အဲ့ဒီပြတဲ့မြတွေကိုညံတဲ့တခါတည်းမြင်းလာအဲ့ဒါပြဖြစ်ပြေဒါမင်းကိုလောက်ရတဲ့ဖြစ်ပြက်ကပုံမှန်လေးပဲမြင်နိုင်တာပေါ့ဝင်လေးပြက်ထွက်လေးပြက်ကပြဖြစ်ပြေကြတော့သူကမြန်လဲမြန်နိုင်တယ်နှေးလဲနှေးနိုင်တယ်နည်းလဲနည်းနိုင်တယ်မြားလဲမြားနိုင်တယ် ဝင်လေးပြက်ထွက်လေးပြက်ပုံမှန်လေးမြင်တာ ਨੇ ဟိုကပြလာတဲ့ဖြစ်ပြနေမတူဘူးပြလာတဲ့ဖြစ်ပြကမြားလေးမြားတယ်မြန်လေးမြန်ပို့ပြီးတော့ဝင်လေးထွက်လေးကတော့ပုံမှန်ပဲတစ်ခုချင်းပဲဖြစ်ပြမြင်နိုင်တယ်ဒါရင်ဖြစ်ပြမြင်ပါများမှမုံမှာဘူးဗျဒါရင်မြင်ပါများအောင်ဆိုတော့ပြဖြစ်ပြဒီများများပြားမှဒါမှအားကောင်းတယ်ဘူတက်တတိဘူလည်းတက်လာလေပညာဘူလည်းတက်လာတယ် ဝိရိယဘုရားလည်းဟိုကမြန်မြန်တလို့ကိုယ်လည်းရှိရတယ်နေနေတလို့လည်းရှိရတယ်ဒါလေးတွေလည်းဝိရိယလေးတွေကကောင်းတာတာပေါ့ဘူတက်လာတာပေါ့အဲဒီလိုရှုပါမယ်အဲဒီလိုရှုတော့ပြ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 တွေများများတွေ့ပြီဆိုဖြစ်ပြနေမင်းနဲ့ကြိုက်ပြီအဲဒီဖြစ်ပြနေမင်းနဲ့မိမိအတိညာနဲ့ကြိုက်ဖို့ဟာလွယ်တော့မလွယ်ဘူးတော်တော်ကြိုးစားတော်တော်ကြိုးစားကြိုက်တယ်မကြိုက်တယ်ကိုဘာနဲ့ချိန်ထိုးကြည့်မလဲဆိုကိုယ်စိတ်ဟာ အဲ့ဒီခန္ဓာကပြတဲ့ဖြစ်ဖြစ်တစ်ခုခုနဲ့ကားစွဲစွဲမြဲမြဲကပ်ရောက်ပြီးတော့ရှုနေသလားစီးနေဝါဆိုသလိုကိုက်သလားကိုက်နေသလားအဲမကိုက်ပဲနေအဲအလွယ်လွယ်ချော်ချော်မြင်တဲ့အခါမြင်လိုက်တော့ကြောင့်အပြင်ဘက်ရောက်လိုက်တော့ကြောင့်ကြည့်တဲ့အခါကြည့်လိုက်မြင်မြန်ပြီးတော့ကြောင့်အပြင်ဘက်ရောက်လိုက်တောင်းရောက်လိုက်မြဲရောက်လိုက်ဆိုရင်တော့ဒါမကိုက်သေးဘူးပေါ့ကိုက်တယ်မကိုက်တယ်ကိုဘယ်လိုစမ်းကြည့်ရမလဲဆိုကိုယ်စိတ်ကိုအပြင်ကိုတွေးကြည့်ပါ ဒါမဲ့ကိုက်ရင်ယောဂီကတိတယ်ဗျာဟာငါဖြစ်ပြင်းနေမဲ့နေရာကိုက်နေပါလားစောစောတော့ငါမနေ့ကယူဆက်ရတယ်အခုတော့ကယူလည်းမဆက်ရအကြောင်းကြမှုလည်းမဆက်ရအလိုလိုမြင်နေသလိုဟိုကလည်းအလိုလိုပြနေသလိုသူကသူအစင်းစင်းလေးပဲကျစ်စီလက်စီလေးမြင်နေပါလားအာယုံလည်းသိမ့်မဆက်ရတော့အကြောင်းကြလည်းသိမ့်မဆက်ရပဲမြင်နေတာအဲ့ဒါဖြစ်ပြင်းနေမဲ့နေကိုက်တာကိုက်မှန်းသိတယ်ယောဂီကကိုယ့်အကူငကိုလို့မဟုတ်တော့ဘူးစိတ်တည်းကငြိမ်သွားတယ် အဲအဲ့လိုငြိမ်မှန်းသီးလို့ရှိရင်ကိုယ်စိတ်နဲ့ကိုဖြစ်ပြနေမဲနဲ့ကြိုက်တယ်မကြိုက်တယ်သိချင်အပြင်ရအာုံတွေတွေးကြည့်တဲ့ဘုန်းကြီးဆိုလည်းကိုယ်เจ้าကိစ္စတွေပြန်တွေးပေါ့ဗျာသင်္ကန်းတို့ဘာတို့ညာတို့သပိတ်တို့ဗီဒီယိုတို့တစ်တာတို့ပေါ့လူဆိုရင်လည်းကိုယ်အိုးတွေအိမ်တွေသားတွေမယားတွေသမီးတွေမမီးတွေပေါ့ဗျာဒါတွေတွေးကြည့်ပေါ့ရွှေတွေငွေတွေရစာပေါ့တွေးလို့ရသေးတယ်တွေးလို့ကိုယ်အာုံထဲမှာထင်းနေမြင်းနေဆိုရင်တော့ဖြစ်ပြနေမဲနဲ့မကြိုက်သေးဘူး အဲ့ဒါကိုယ့်အကိုစိတ်ကြစံချိန်ထိုးဘုံယူလာမမေးနဲ့ရှုပ်တယ်စံချိန်ထိုးကြည့်ဖြစ်ဖြစ်နေမနေကိုင်းနေတခြားစိတ်တွေမဝင်တော့တွေးလို့မရတွေးရင်ကြောင်းတွေးတယ်ဘုံယူဆိုရအောင်ကြောင်းကရိတ်ရိတ်ရိတ်နဲ့တွေးမလို့လို့နဲ့တော့ဖြော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 ဖြစ်သွားတယ်ရိတ်ရိတ်လေးနေရာမှာကြောင်းရိတ်ရိတ်လေးပေါ်လာလို့လို့ပါလို့လို့နဲ့ဖြစ်ပြက်ပဲတွေးသင်္ကန်းပြတွေသင်္ကန်းတွေတွေးမလို့လို့နဲ့ဖြစ်ပြက်ပဲတွေးတာပဲသင်္ကန်းသင်္ကန်းအာုံနေရာမှာတွေးမဲ့နေရာမှာဖြစ်ပြက်ပဲပြတ် ဓမ္မတွေဆိုရင်လည်းအိမ်တွေးပေါ့ဗျာအိမ်တွေးလည်းအိမ်တွေးမလို့နဲ့အိမ်နေရာမှာဖြတ်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 လေးပဲတွေးရပဲတော်တော်ဆန်းကျင်တယ်ဒီအလုပ်ကဒါလုတ်ကြည့်ဘူးတယ်လို့ဆိုသိတာပေါ့တွေးလို့မရအောင်ဒါရင်တွေးလို့မရလို့ဆက်ပြီးတော့အတင်းနင်းကန်တွေးနေရင်အဲ့လူဘာဖြစ်တတ်တယ်လဲဆိုရင်ကျင်စဲနဲ့တွေးသလိုအမတန်အခံရခဲ့တဲ့ဝေဒနာကြီးတစ်ခုထပ်တိုးလာလိမ့်မယ်။ဒါဆိုသူက ဟိုမှာတရားကစောက်လျှောက်ထားလို့ဖြစ်ပြနေမဲနဲ့ kait နေတဲ့ဥစ္စာကိုကိုယ်တဏ္ဍမှာအပူကိလေသာတွေကင်း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 ပြီးတော့အေးလာတာကိုပြန်ပြီးတော့အပူတွေပြန်ဆွဲထည့်တယ်ဆိုတော့ခန္ဓာကိုယ်ကြီးမှာကျင်စက်နဲ့တို့သလိုအခံရခဲ့တဲ့ဝေဒနာတစ်ခုခုထူးထူးခြားခြားကြောက်လန့်အောင်ပေါ်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဥမာနဲ့ပြောရင်တို့တရားဓမ္မတွေမှတ်မိအဲ့ဒါပဏ္ဏတာထဲမှာပါလေ။ဘုန်းကြီးတို့လည်းဒါတွေကရောက်ဖူးတော့ ဘလို့လည်းမှန်းမသိဘူးနောက်တော့ရှာဖွေကြည့်တဲ့အခါပဏ္ဏသာထဲမှာဒါအထကရာထဲမှာပါတယ်အမတန်အေးပြီးတော့နေတဲ့ဖန်ခွက်တစ်လုံးရေနွေးချက်ချင်းထက်လိုက်ကြည့်ပါရေခဲထက်တဲ့ဖန်ခွက်ကိုဖြစ်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 ဆိုကွဲသွားတာပဲအဲဒါအေးလုံးနေတဲ့အချိန်မှာအပူထဲလို့မရဘူးအပူထဲလို့မရဘူးနောက်တကား ရင်နှွေးထဲ့တောက်ထားတဲ့အပူကြီးတောက်ထားတဲ့ဖန်ခွက်ကိုအေးထဲ့ကြည့်ဖြစ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 ်ဆို꿰သွားတာပဲအဲ့အဲ့သွားမယ်꿰ရင်꿰သွားမယ်အဲ့ဒါဘာဖြစ်လို့လဲပူလွန်းနေတဲ့ချိန်မှာအေးထဲ့လို့မရဘူးအခုတို့ဒကာမတွေတာပူမရဘူးစီးပွားပူတွေနဲ့ရကစားနဲ့ရောက်ခါစားနဲ့အခုနဲ့ဘဲတူမယ်ရောက်ခါစားတရားထိုင်ရတာအမတန်ပူတယ်မခံနိုင်ဘူး ။ဘာဖြစ်လို့လဲဟောအပူတဲရလာတာဒီမှာအေးဓာတ်သွင်းတော့တရားသွင်းတော့မရဘူး။မရဘူး။အဲအခုတော့အေးလာပြီတချို့ဖြစ်ဖြစ်နဲ့မင်းနဲ့ကြိုက်တော့ကိလေသာတွေကမဝင်မဲ့ကြီးပဲဝင်ပြီးတော့နှလုံးသွေးမှာအေးနေတဲ့အချိန်မှာဒီကကိလေသာအပူတွေပေါ့ပစ္စည်းတွေခင်နာမင်နာတွေသာသမီခင်နာမင်နာတွေတွေးတဲ့အခါကျတော့လက်မခံဘူး။အဲ့ဒါကြောင့်မလို့ဖန်ခွက်ကွဲတယ်လို့အဲ့တယ်လို့ဖြစ်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 မြည်တယ်လို့ခန္ဓာကိုယ်လည်းဖြစ်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 မြည်သွားနိုင်နေတယ် နောက်တော့မတွေးရုပ်ဒီလူဟာကြောက်စရာကြီးပါလားတော်ပြီတော်ပြီအေးလေးနေပဲနေတော့မယ်အဘူးမအဘူးလည်းမခံတော့ဘူးမတွေးတော့ဘူးမတွေးတော့ဘူးမတွေးတော့ဘူးဒီလိုဖြစ်လာရောကြီးအဲ့ဒါစိုက်သွားပြီအောင်တွေးလို့တွေးရင်လည်းသူဒုက္ခဝေနာကြီးကျယ်တွေးမယ်ဆိုတာသိတော့ကြောက်တာကြောက်တော့အေးထန်းနေပဲသူနေမယ်ဆိုဖြစ်ဖြစ်နေမယ်နဲ့ကဲအောင်ဆက်နေတာပေါ့ဆက်တော့သိမကြဘူးနှလုံးတွေးရတဏှာ2နှစ်နှစ်လောက်ကြိုက်သွားတယ်ဆိုလင်းထိန်လာတာမျက်စိမှာကြီးပြီးတော့ခန္ဓာကိုယ်လည်းပဲဒုက္ခဝေနာတွေကုန်ပြောင်းပြီးတော့ ပေါ်ပါပြီးတော့အဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်ယောဂီကအဲဒုက္ခဆိုလို့မတွေ့တော့ဘူးဒုက္ခနဲ့ပဲနေရတော့တယ်ဒါကြောင့်ဝိပဿနာညဉ်းညူးကြောင်းမှာဩပါတော်ပိဋိပတ္တိဆိုပြီးဆက်ချက်ဟောထားတာအလင်းဓာတ်ဒီပေါ်ဓာတ်ဒီနဲ့နေရမယ်ပိဋိဝမ်းမြောက်နေတယ်ပတ္တိကိုငြိမ့်စင်ငြိမ့်ရှိနေတယ် ဟာဒီယောဂီဟန်ကြနေပြီဒါကိုပဲတရေစစ်တရေမှန်နိဗ္ဗာန်ရောက်ပြီလို့တွက်လိုက်ရင်လည်းတရေတုနဲ့ပြီးသွားမှာပဲအစီရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီယောဂီကဒီချိန်မှာဆရာသမားအသင်ပေးတယ်ယောဂီဖြစ်ဖြစ်နေမဲနဲ့ကြိုက်လို့လင်းထိန်ပေါ်ပန်းနေပြီနဲ့တူတယ်ဟုတ်ပါတယ်ဗျာအဲ့ဒါတရေတုပဲရှိသေးတယ်ရောက်တော့ရောက်အောင်ဒီစကားမရောက်ရင်လည်းမမှန်ဘူးဒါနဲ့မကျင်တဲ့ယောဂီတဖန်ပြန်ပြီးတော့အဲ့ဒီလင်းထိန်နေတဲ့ အလင်းတက်အပေါ်တက်ရနေတဲ့အချိန်မှာညံထက်လို့လင်းတာညံကြည်လို့လင်းတာအဲ့ဒါခန္ဓာမှာကြက်ကြက်ကလေးပြန်ဆိုင်ပါဒါလို့ဆိုတော့စာလို့သုံးတော့ဗျပဋိသင်္ခဏ်ညာခေါ်တာပေါ့တဖန်ထပ်ပြီးတော့ဆင်ញင်အောင်ကြည်အောင်အဲ့လိုလဲဟောလိုက်ကောယောဂီရတဖန်အလင်းတက်ရတဲ့အချိန်မှာကြည်လိုက်တော့အာလောကဥဒ္ဓဘာရီအလင်းတက်နေရှင်ပြီးတော့ကြည်လိုက်တော့ဖြစ်ပျက်တရားငကောမြင်တာကအချမ်းသာတွေပဲမြင်နေတယ် အခုတော့အလားစားတွေလည်းမြင်နေအနုစားအမှုံစားလေးတွေပါမြင်တာပဲ။ဩငကူမြင်နေမတူတော့ဘူးတွေ့လားအလင်းတက်ရသွားတော့ကြည်သွားတော့အဲ့ဒီကြည်အောင်လို့ရမယ်ခင်ဗျားတို့ကြည်မကြဘူးအဲ့အကြည်ဖို့ကတော်တော်ခက်တာပဲ။ဘာလို့ကြည်ဖို့ခက်လဲဖြစ်ဖြစ်နေမလဲကြိုက်မှမကြိုက်တာတောင်တွေးမြောက်တွေးတွေးလိုက်အိတ်လိုက်ငိုင်းလိုက်နေဒါဆိုတော့ဘယ်လိုလုပ်ကြိုက်အဲ့ဒါကြိုက်အောင်လုပ်အဲ့ဒါကြိုက်ရင်တော့အောင်မြင်မှာပဲ။ ကြည်လည်းကြည်သွားပါဦးနာပြန်ဆိုင်လိုက်တော့ဖြစ်ပြတဲ့ရတခါမြင်မှများတယ်ဆိုတာအဲ့ဒီကြမှာမြင်မှများတာအနုစားလေးတွေရောအမှုစားလေးတွေရောအလတ်စားလေးတွေရောအကျန်းစားတွေရောအကုန်မြင်အဲအဲ့လိုမြင်မှများလာမုန်းလာပြီတော့ကြတော့တော်ပြီဒီဖြစ်ပြတဲ့ဆိုပြီးတော့အဲ့ဒီဖြစ်ပြတဲ့တခါလေးရက်သွားတာရက်သွားတော့ဖြစ်ပြတဲ့မတွေ့တော့အချုပ်တက်ပေါ်ပြီးတော့နိဗ္ဗာန်ပေါ်ပြီးတော့မညာဖူညာကြအဲ့ဒီအစီနိုင်သွားမယ်ဒီအစီနိုင်သွားမယ်ကြော်လို့မရဘူး အလင်းတက်လည်းမရသေးဘူးအဖို့တက်လည်းမရသေးဘူးနဲ့နိဗ္ဗာန်ဝင်သွားတယ်ဆိုဟုတ်ကောမဟုတ်ဘူးတဲ့ဆရာတော်ဘုရားကြီးကဒါရောက်ရမယ့်ဥစ္စာပန်းနိုင်ရရောက်ကိုရောက်ရအောင်ကဲဒါကြောင့်မို့လို့ကာယမှုရေကကိုဉ္ဉေအောင်လုပ်ပါနိဏဘာစိတ်ဓာပုယောကတမထနဲ့အရင်ဉ္ဉေအောင်လုပ်နောက်ဝိပဿနာဖြစ်ပြနေမယ်နဲ့ကြိုက်အောင်လုပ်နေရင်စိတ်ငြိမ်ပြီးစိတ်ငြိမ်လို့ရှိရင်လင်းပြီးထိပ်ပြီးပေါ့ပြီအဲ့ဒီလင်းထိပ်ပေါ်ပါပြီးတော့ကြည်နေတဲ့အချိန်မှာတဖန်ထပ်ပြီးတော့ခန္ဓာရဲ့ဉာဏ်ပြန်လှည့်ပရိသင်္ခာညာ ထိုင်လေတော့ဖြစ်ပြက်တရားမင်းများမယားပြီးတော့တကူလုံးမှာဖြစ်ပြဲကြီးပဲအချက်စရာမရှိအောင်တွေးလိအဲလိုတွေးလာတော့ဖြစ်ပြက်မြင်မှန်ရတော့မုန်းလာတော့ဟောဒီဖြစ်ပြက်နဲ့ငါနေလို့မတော်ဘူးဆိုပြီးတော့ညံဦးလေးကဖြစ်ပြက်မရှိတဲ့ဘက်ကိုနည်းနည်းလေးသွားချင်တဲ့စိတ်ပေါ့ပေါ်လာဖြစ်ပြက်ကိုဆုံးချင်းလာတယ်သူကဆုံးချင်းလာတော့ညံဦးလေးကအဆုံးဘက်ကိုနည်း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 ဆွဲတာဆွဲတော့ဖြစ်ပြက်ကအတင်းလိုက်ပြန်မှာပဲအဲ့ဒါကိုပဲသင်္ခါရုပ္ပကညာ သင်္ခါရကိုသူကဥပ္ပကရှုချင်းလာပြီ။လိုက်ပြန်လိုက်ပြန်နောက်ဆုံးကျတော့ဖျားဆိုပြတဲ့လူကမပြနိုင်တော့ဘူး။ဒီကညံကတစ်ဖက်လဲသွားအဆုံးဘက်ကိုရောက်သွား။ဖြစ်ပြဆုံးတဲ့ဘက်ကိုညံရောက်သွားတယ်။အဲဒါမလို့အရင်ဆုံးတာကနိဗ္ဗာန်သိတဲ့ညံကမေညာဖူညာဆိုတော့စိတ်တဝိဝေက ဖြစ်သွားတဲ့အတွက်ကြောင့်လင်းထိန်ပေါ်ပါပြီးတော့ဥပတိဝိဝေကဖြစ်ပြခန္ဓာတွေချုပ်သွားပြီးငြိမ့်သွားပြီးတဲ့ ကဲအဲ့ဒါကိုဥပရိဝူကသုံးနံပါတ်ရတာပေါ့ဒါကြောင့်တင်နံပါတ်ကိုညိတ်အောင်ထိမ့်ပါနင်းနံပါတ်စိတ်ညိတ်အောင်သမထနဲ့ဝိပဿနာနှစ်နည်းလုံးသုံးပါဝိပဿနာနည်းရတော့သုံးရမယ်ဥစ္စာပေါ့သုံးနံပါတ်ဒီလိုညိတ်ရင်ပေါ်ပါလင်းထည့်ပြီးတော့ဖြစ်ပြပြန်ဆိုင်ပြန်ဆိုင်ပြီးတော့နောက်တော့မလို့ခြင်းတော့ဆုံးသွားတော့ဥပရိဝူကခန္ဓာဖြစ်ပြခန္ဓာ၄စိတ်သုံးသွားပြီ ငြိမ်းသွားပြီနိဗ္ဗာန်တွေ့သွားပြီပေါ့အဲ့ဒီအစဉ်တိုင်းဥပ္ပကသုံးပါအစဉ်တိုင်းလုံးကြပါလို့ဘုန်းကြီးကတိုက်တွန်းတယ်ကဲအချိန်လဲနည်းနည်းစီသွားပြီချိန်လဲစီသွားတဲ့ကြောင့်ဆက်လက်ပြီးတော့ကဲကျူစာပွားများအထောက်ကြတင်နဘကုညင်အောင်လို့နိနဘစေညင်အောင်လို့သမထနဲ့ဝင်လေးထွက်လေးညင်အောင်လို့နောက်တော့ဖြစ်ပြမြင်တော့ဖြစ်ပြနဲ့ညင်အောင်လို့ဝိပဿနာနဲ့လက္ခဏူပါဇံခေါ်တာပေါ့ငြိမ်ရင်လင်းမယ်လင်းရင်ပေါ့မယ်ဆိုရင်ပြန်ဆိုင်အာယုံခဏနာဆိုင်ကြည့် ြစ်ပျက်တွေမြင်ပါများမယ်မုံမယ်ဆုံးမယ်အဲ့ဒီအစဉ်တိုင်းသွားရင်ဥပရိဝူေကရောက်ပါလေကြိုးစားတော်မူကြပါကဲဆက်လက်ပြီးတော့ကိုအားကိုကိုပြီးကြိုးစားကြ